င်္ဂလာပါရှင်မန္တလေးခေတ်ကအနေနဲ့ဆောင်ရသတင်းများကိုတင်ဆက်ပေးပါမယ်။ဝက်စီဘိတ်ဖုံးကြီးခေါ်လို့ကျိုင်းတုံမှာမင်းရောက်လိုင်းလေးမယားကလောကသရပူစီရီဖျားထပနာရတရားချေပွဲနဲ့အစိမ့်ုံဖွင့်ပွဲတွေပြုလုပ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မင်းရောက်လိုင်းလေးမယားကသူတို့ကိုကိုွယ်တဲ့ဝက်စီဘိတ်ဖုံးကြီးခေါ်လို့ကျိုင်းတုံထီသွားပြီးလောကသရပူစီရီဖျားထပနာရတရားချေပွဲနဲ့အစိမ့်ုံဖွင့်ပွဲတက်ရောက်ခဲ့တယ်လို့စင်ရေးသတင်းအရင်းမြစ်တွေကပြောဆိုပါတယ်။ မေလ23ရက်နေ့ကလေးကကျိုင်းတုံကိုရောက်ရှိခဲ့တဲ့မင်းအောင်လိုင်လင်မယားကဝစီပိတ်ဖုန်ကြီးရဲ့ခေါ်ယူမှုကြောင့်ဖုန်ကြီးကိုအဓိကသွားရောက်တွေ့ဆုံခဲ့တာဖြစ်ပြီးဝစီပိတ်ဖုန်ကြီးဦးဆောင်တည်ဆောင်နေတဲ့ပန်ကွဲဗုဒ္ဓဥယျာဉ်တော်မှာလောကတရဖူစီရီဖရာဌာပနာရဲ့တရားချီတာအဲ့ဒီစီရီမှာအစီရင်အင်းပြားတွေမြုံနန္နာတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ကျိုင်းတုံမြို့ရဲ့အရှိတောင်ဘတ်15မိုင်ကွာဗုဒ္ဓဥယျာဉ်တော်ဆိုပြီးဝစီပိတ်ဆရာတော်ကြီးကတည်တောင်းအဲ့ဒါ2015အစောပိုင်းကာလတွေလောက်ကလေးကလုပ်နေတာအဲ့ဒါအိန္ဒိယနိုင်ငံဗုဒ္ဓဂါယကဒီဇိုင်းအတိုင်းဥယျာဉ်တော်ကို ကိုဆောက်လုပ်ထားတာပါအဲ့ဒီထဲမှာအာပိယရာဇာမုနီရုပ်ပွားတော်မြတ်ကြီးနဲ့တတ္တသဟတတ္တဟမဟာဘောဓိဇေဒီတည်ထားတဲ့နောက်ပြီးလောကတရဖူဘုရားကြီးရဲ့ပုံတူပုံစံငယ်လောကတရဖူဇေဒီထပ်တည်တဲ့အဲ့ဒီဥယျံတော်တစ်ခုလုံးကအင်းတွင်ရဲ့တရားရီအစီအရင်နေနဲ့လှူထားတာလို့သိရပါဗျ။ဒီဥယျံတော်ကတက်ချုပ်ဘဝရဲ့ယာဒုတို့အစဉ်စဉ်တလန်အတွက်အစီအမံတွေလှုပ်ပေးခဲ့တဲ့ဝစီဘိတ်ဆရာတော်ကြီးရဲ့ဆန္ဒကိုတက်ချုပ်ကအောင်မြင်မှုအနေနဲ့လှုပ်ပေးတာလို့ဒီဘက်မှာတော့အားလုံးသိကြတယ်။ ။ဥယျင်တော်ကြီးစောင့်နေတာကတော့စစ်အာဏာမသိမ်းခင်ကလေးကစောင့်နေတာလို့စစ်ဘက်သတင်းအရင်းမြစ်တွေကပြောပါတယ်။ကျိုင်းတုံမှာဝစီဘိတ်ဖုံးကြီးနဲ့မင်းအောင်လိုင်တို့ပူးပေါင်းတီဆောင်နေတဲ့ဗုဒ္ဓဥယျင်တော်မှာသီလဓမ္မစေယုံကိုလည်းမင်းကဖွင့်လိုက်ပြီးသီလဓမ္မစေကန်လည်းပါဝင်ပါတယ်။စေယုံနဲ့စေကန်ကိုလည်းဝစီဘိတ်ဖုံးကြီးကပင်ဆောင်ဦးဆောင်မြေနေရာရွှေချယ်အစီအရင်နေနဲ့တိဆောက်ခိုင်းထားတာဖြစ်တယ်လို့သိရပါတယ်။ဝစီဘိတ်ဖုံးကြီးလို့လူသိများတဲ့ကျိုင်းတုံမျိုးသီလဓမ္မကောင်းတာတောရပဒနာနာယကအကမဟာတတမစောတိကတ္တဆဗဒ္ဒနာကောဝိဒ ကမင်းအောင်လိုင်းတိုင်မူပို့ချုပ်ဘဝကလေးကကိုးကွယ်ခဲ့တာဖြစ်ပြီးရတရာတွေအမြဲချီပီးနေတဲ့ဖုန်ကြီးဖြစ်တယ်လို့သိရပါဗျ။အာနာရှင်ဟောင်းတန်းရွှေလက်ထက်မင်းအောင်လိုင်းယာရုတပ်ဖုံနဲ့ တချုံရရူရဖို့အတွက်ဝစီဘိတ်ဖုန်ကြီးကရတရားတွေအမျိုးမျိုးချေပေးခဲ့ပြီးသူချေပေးထားတဲ့ရတရားအတိုင်းမင်းအောင်လိုင်ကလည်းရာဓူးတွေရခဲ့တာမို့မင်းအောင်လိုင်ကျူကျူလာအပါဝင်တမိသားစုလုံးကဝစီဘိတ်ဖုန်ကြီးကိုရုံရုံကြီးကြီးကိုးကွယ်ကြတယ်လို့သိရပါတယ်။ဒါအပြင်2021ခုနှစ်ဖေဖော်ဝါရီလတရနေ့ဆင်အာနာသိမ်းမှုမတိုင်မီမှာလည်းမင်းအောင်လိုင်နဲ့ကျူကျူလာကဝစီဘိတ်ဖုန်ကြီးစီကိုတွားရောက်ပြီးအာနာသိမ်းဖို့တိုင်မီရတရားစီစဉ်ခိုင်းတယ်လို့စစ်ဘက်သတင်းရင်းမြစ်တွေကဆိုပါတယ်။နေပြည်တော်မှာနေတဲ့မင်းအောင်လိုင်ကသူ့လိုအပ်တဲ့အခါတိုင်းစစ်လင်ရင်စီ လွတ်ပြီးတိုင်းတုံမှာရှိတဲ့ဝစီဘိတ်ဖုံးကြီးကိုခေါ်ဆောင်ဆုံးကတ်တာနေအိမ်မှာရှုတ်ဖက်ခိုင်းတာဗီဒင်ရရရီစီမံခိုင်းတာတွေလှုပ်ဆောင်နေရှိတယ်လို့သိရပါဗျ။ နောက်ထပ်တစ်ပုတ်အနည်းနဲ့မွန်ပြည်နယ်မှာလိုင်စင်မဲ့ရှင်တွေကိုနေအိမ်တီလိုက်လံဖမ်းဆီးနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်တွင်းရှိမြို့နယ်တချို့မှာစစ်ကောင်စီကလိုင်စင်မဲ့ကားအပါအဝင်ဆိုင်ကယ်တွေကိုနေအိမ်တီလိုက်လံဖမ်းဆီးပြီးချိန်ချောင်းငွေကြေးတောက်ခတ်မှုတွေပြုလုပ်နေတယ်လို့ဒေသခံတွေကပြောပါရယ်။လိုင်စင်မဲ့ရှင်ဖမ်းဆီးမှုဟာပြီးခဲ့တဲ့မေလ20ရက်နေ့ကနေပြီးတော့မှပြုလုပ်တဲ့စစ်ကောင်စီဘွဲ့ရဲ့လုပ်ငန်းညီနိုင်အစည်းအဝေးမှာစစ်ကောင်စာဖို့ချုပ်မှုကြီးမရောက်လာရဲ့ညွှန်ကြားချက်ကြောင့်ဖြစ်တယ်လို့စစ်ကောင်စီနဲ့နှိစက်တဲ့သူတွေကဆိုပါရယ်။ စစ်ကောင်ဆောင်ကလိုင်စင်မဲ့ကားနဲ့လိုင်စင်မဲ့ဆိုင်ကစီးနှင်းမှုတွေကိုဖော်ထုတ်ရမှာဖြစ်ပြီးနံမပြအတုလုတာလိုင်စင်အတုပြုလုတာတွေကိုတွေ့ရတဲ့အတွက်တာဝန်ရှိသူအနေနဲ့ပအဝင်ပတ်သက်သူအလုံးကိုစီးစစ်ဖော်ထုတ်အရေးယူဖို့ညွှန်ကြားခဲ့တာပါလိုင်စင်မဲ့ရင်စီးနှင်းမှုကြောင့်နိုင်ငံတော်အနေနဲ့အခွန်ခများစွာနေနိုင်ရသလိုလုံခြုံရေးဆိုင်ရာကိစ္စရပ်ဒီမှာလည်းအခက်အခဲဖြစ်ပေါ်နိုင်တဲ့အတွက်တိုင်းနှင့်ပြည်နယ်လိုက်လိုင်စင်မဲ့မော်တော်ကားနဲ့မော်တော်ဆိုင်ကစီးနှင်းမှုမရရှိစေဖို့စက်မှတ်ဖို့ညွှန်ကြားထားပါတယ် အမည်မဖော်လိုတဲ့မုံကြီးနဲ့ဒေသခံတအုပ်ကလိုင်စင်မဲ့ရှင်တွေကိုနေအိမ်ဒီရှောင်းတခင်အဲစင်းစစ်တဲ့ပုံစံနဲ့ဝင်ရောက်စစ်ဆေးပြီးဖမ်းဆီးရတွေပြုလုပ်တယ်လို့ပြောပါရတယ်။သူတို့ကမလုပ်လဲဆိုတော့လုံခြုံရေးရဖို့ဒီမှာလိုင်စင်မဲ့ရှင်တွေနဲ့သူတို့ဘက်ကလူတွေကိုပြစ်တာခတ်တာတွေလုပ်လာတယ်ဆိုတော့အကြံပြချက်နဲ့သူတို့အိမ်တွေမှာရှောင်းတခင်ဝင်စစ်တာတို့အဲစင်းစစ်တဲ့ပုံစံနဲ့ညာဘက်ကိုလူရှာတာမဟုတ်ဘဲနဲ့အဲ့ဒီလိုမျိုးလိုင်စင်မဲ့ဆိုင်ကယ်တို့လိုင်စင်မဲ့ကားတို့ရှိမရှိစစ်ဆေးတာတို့လုပ်လာတယ်လို့ဆိုပါရတယ်။ဒါအပြင်စစ်ကောင်ဆောင်ကလိုင်စင်မဲ့ရှင်တွေကိုဖမ်းဆီးဖို့ပြောပြီးနောက်လမ်းဆောင် ုံလန်းကားတွေမှာစစ်ဆေးမှုပုံမတင်ကြလာသလိုညပိုင်းချိန်ထိလိုင်းစင်ရှိမရှိစစ်ဆေးမှုတွေပြုလုပ်တယ်လို့ဒေသခံတွေကပြောပါရယ် အမည်မဖော်လိုတဲ့မွန်ပြည်နယ်ဒေသခံနောက်တအုပ်ကစစ်ကောင်စီကစီမံချက်ပုံစံနဲ့လိုင်စင်မဲ့ရှင်တွေကိုဖမ်းဆီးနေတယ်လို့ညာဘက်အချိန်တွေမှာလည်းအဲစင်းဝင်စစ်ပြီးလိုင်စင်မဲ့ကားဆိုင်ကယ်တွေကိုဖမ်းဆီးရရှိတယ်လို့ပြောပါတယ်ဖမ်းနေဆိုတာကတော့သူတို့စီမံချက်ရှိရင်တော့ဖမ်းတာပဲလိုင်စင်လည်းဖမ်းတာပဲနေရောင်စီလည်းဖမ်းတာပဲရှိသမျှကားတွေရောဆိုင်ကယ်တွေရောနေရောင်စီတွေရောလိုင်စင်ရှိမရှိအဲ့ဒီလိုပေါ့ညာကြလို့ရှိရင်နည်းနည်းပပတော့တစ်ခါလေးကြာရင်အဲစင်းစစ်တာတွေတော့ရှိတာပေါ့ဆိုင်ကယ်တို့ကားတို့လိုင်စင်မဲ့ဖမ်းတာတို့ဒီလိုလောက်တာပေါ့လို့ဆိုပါတယ်လိုင်စင်မဲ့ရှင်တွေဖမ်းဆီးခံရ ါပါကစစ်ကောင်စီနဲ့နီးစပ်သူအသိရှိရင်ငွေကြေးသိမ်းနဲ့ချီပေးလိုက်ပါကပြန်လွတ်ပေးတာရှိပေမဲ့စစ်ကောင်စီနဲ့နီးစပ်သူအသိမရှိပါကသိမ်းဆဲခံရတာရှိပါတယ်။ ဒေသတွေမှာတော့စစ်ကောင်စီကလိုင်စင်မဲ့ရှင်ဖမ်းဆီးမှုတွေကိုတင်းတင်းကြပ်ကြပ်ပြုလုပ်တဲ့အတွက်လမ်းသွားဖို့တောင်ခက်ခဲရှိလာသလိုမော်တော်ယာဉ်ပြင်လူပါဖမ်းခံနိုင်ရတဲ့အခြေအနေနဲ့ရင်ဆိုင်နေရတာပါစစ်ကောင်စီရဲ့လိုင်စင်မဲ့ရှင်ဖမ်းဆီးမှုကစစ်ကောင်စီတန်းရှင်ပြင်ဌာနဆိုင်ရာဝန်ထမ်းတွေကိုစားပေါက်ဖမ်းတီးပေးတာဖြစ်ပြီးလိုင်စင်မဲ့ရှင်အများစုကိုစစ်ကောင်စီဝန်ထမ်းတွေကသာအသုံးပြုနေရလို့ဒေသခံတွေကဝေဖန်ထားကြပါတယ် စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရမေလ22ရက်နေ့ကရေတံပြူစရက်နဲ့မူတုံမြူနယ်မှာလိုင်စင်မဲ့မော်တော်ယာဉ်ဆိုင်ကလေးစီဖမ်းဆီးခံခဲ့ရပြီးပို့ကုံသွင်းကုံဥပဒေနဲ့ညီအရေးယူထားတယ်လို့ထုတ်ပြန်ထားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့မန္တလေးမှာနောက်ဆက်တွဲငလင်းကြောင့်ပြည်သူတွေနေအိမ်ပေါ်ကဆင်းပြေးရပြန်တဲ့ကြောင့်တင်ဆက်ပေးပါမယ်။မန္တလေးမြို့မှာဒီကိမြက်ကလှုပ်ခတ်ခဲ့တဲ့နောက်ဆက်တွဲငလင်းတိတာစွာခန်းစားလိုက်ရပြီးပြည်သူတွေနေအိမ်နဲ့တပ်ခန်းတွေပေါ်ကနေဆင်းပြေးခဲ့ရပါတယ်။မေလ25ရက်မနက်9:52မိနစ်ခန့်ကမန္တလေးမြို့မှာလှုပ်ခတ်ခဲ့တဲ့နောက်ဆက်တွဲငလင်းကအနည်းငယ်ပြင်းပြီးတိတာ စွာခန်းစားလိုက်ရတာကြောင့်ပြည်သူတွေနေအိမ်ပေါ်ကနေစင်ပြေခဲ့ရတယ်လို့မြို့ကန်တွေကပြောပါတယ်။တော်တော်ကျန်းတဲ့အိမ်ကိုစောင့်တုံးလိုက်တယ်လို့ခါရမ်းသွားတာအကုန်စင်ပြေသွားရတယ်လို့မန္တလေးမြို့ကန်တအုပ်ကဆိုပါတယ်။စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလားပီလာညွန့်ကြားမှုဦးစီးဌာနကတော့ဒီမနက်လောက်ခတ်ခဲ့တဲ့ငလင်ကအင်အား၄.၂ရစ်စတာစက်ကေးရှိပြီးအနက်၁၀ကီလိုမီတာကနေမန္တလေးမြို့ရဲ့အနောက်ဘက်စနမိုင်ကန်ကွာနေရာကိုဗဟုပြုလုခတ်သွားတာလို့သိရပါတယ်။မန္တလေးမြို့မှာမေလလယ်ပိုင်းကလည်းနောက်ဆက်အတွင်းကလေးနေထပ်လုပ်နေလို့ပြိုလဲစာအဆောင်တချို့ထပ်မံပြုကြ ခဲ့ရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဘီအန်နီဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကတော့ဒီမနက်လောက်ခတ်ခဲ့တဲ့ငလင်းကမန္တလေးတိုင်းကျောက်ဆယ်မြို့အရှိန်မြောက်ဘက်23ကီလိုမီတာအကွာမြေအောက်နဲ့10ကီလိုမီတာကိုပဟိုပြုပြီးရစ်စတာစကေလီဒါသမားတေအစင်နဲ့အင်အားနည်းငယ်ရှိတဲ့မြေငလင်းတစ်ခုလောက်ခတ်သွားတယ်လို့ထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီးပြည်ပရောက်ရခိုင်လူငယ်များစစ်မှုထမ်းဖို့အေးအေးခေါ်လာနိုင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်လူငယ်များကိုရခိုင်မှာထွက်ခွာခြင်းမပြုဘဲစစ်မှုထမ်းရမယ်လို့အေးအေးကြေညာပြီးရင်နောက်ပြည်ပရောက်ရှိနေတဲ့ရခိုင်လူငယ်တွေကိုလည်းစစ်မှုထမ်းဖို့ခေါ်လာနိုင်ကြောင်းစည်ရေးတုံ့တက်သူတွေကပြောပါတယ်ရခိုင်ပြည်တွင်းမှာလူငယ်နေထိုင်တဲ့လူငယ်တွေပြည်ပကိုထွက်ခွာခြင်းမပြုကြကိုတားမြစ်လိုက်ပြီးအီအီတန်းစစ်မှုထမ်းရမယ်လို့အာရခတ်တတော်အင်းကရခိုင်ဘာသာနဲ့မေလ22ရက်ကထုတ်ပြန်ခဲ့ပါတယ်။အာရခတ်တတော်အင်းရဲ့စစ်မှုထမ်းဖို့သတ်မှတ်ချက်ဒီမှာအသက်16နှစ်ကနေ 9နှစ်အထိအမျိုးသမီးငယ်များနဲ့အသက်18နှစ်ကနေ45နှစ်အထိအမျိုးသားတွေပေါ်တက်ရောက်မှာဖြစ်ပါတယ်။ အဆိုပါထုတ်ပြန်ချက်ထုတ်ပြန်ပြီးရနောက်ဖိပရောက်ရှိနေတဲ့စစ်မှုထမ်းဖို့သတ်မှတ်ထားတဲ့အသက်အပိုင်းခြားကို ULAA ကခေါ်ဆိုလိုက်မယ်လို့ရခိုင်စင်ရေးစောင့်ကြည့်နေသူတအုပ်ကပြောပါရယ်ကျွန်တော်အထင်ရအခုချက်ချင်းကြီးတော့ခေါ်မဲ့ပုံတော့မပေါ်ဘူးဒါမဲ့ပြောလို့မရဘူးအခြေအနေပေါ်မှာခေါ်လာနိုင်တယ်အရကတတော်အင်ကသူတို့မူရစနစ်တကျခေါ်လာနိုင်တယ်ဥပဒေရပြဋ္ဌာန်းတာပဲဖြစ်ဖြစ်စီမင်းသက်မှတ်ချက်ရပဲဖြစ်ဖြစ်လုံလာနိုင်ခြင်းရှိတယ်ဒေါက်တာညိုထွန်းအောင်ကိုရိုင်းကလည်းပြည်ပမှာရောက်နေတဲ့သူတွေကိုစစ်မှုထမ်းဖို့ပြောဆိုခဲ့တာရှိတယ်အေကတော့မကြခင်အကောင့်ထဲပေါ်လာလိမ့်မယ်လို့မြင်တယ်လို့ပြောပါ တယ်။ကျိုးကျောင်းစီလျော်မှုမရှိတဲ့အကြောင်းပြချက်တွေနဲ့ရခိုင်ဒေသတွင်းမှာနေရွှန့်ခွာပြီးသွားသူတွေနဲ့အမျိုးသားကာကွယ်ဆိုင်ရာရှေးပေါ်ပြတ်ထန်းချက်တွေအရစစ်မှုထမ်းဖို့အကြောင်းဝင်ပြီးစစ်မှုမထမ်းလို့လို့ရခိုင်ဒေသရဲ့ပြင်ပကိုထွက်ပြေးဖို့ကြိုးစားနေကြသူတွေကိုသွားလာခွင့်မပြုဘဲတည်ငြိမ်တဲ့စည်ရေးအခြေအနေတစ်ခုကိုရောက်ရှိလာတဲ့အထိတားမြစ်လိုက်ကြောင်းအေအေးရဲ့ထုတ်ပြန်ချက်မှရှိသားထားပါတယ်။ရခိုင်လူမျိုးများကွန်ရဲ့ဥက္ကဋ္ဌဒေါ်ညိုအေးကအခုလိုမျိုးမလုံးမနေရဆိုလို့ကတော့စိတ်မပါတဲ့သူတွေကိုဘယ်လိုများ ွက်ကဲမလဲဘလို့များဖြေလျှော့နိုင်မလဲဆိုတဲ့အနေအထားဖြစ်တဲ့တချို့ပြည်ပရောက်နေတဲ့သူတွေကလည်းလုံတဲ့နဲ့လုံနိုင်တဲ့အနေအထားတွေရှိတယ်ဆိုတာကအွန်လိုင်းဒီမှာကြေကြေပြန့်ပြန့်ရေးသားထားကြတာကိုတွေ့တယ်ခွန်နိုင်ခြေကတော့ရှိတာပေါ့မရှိဘဲတော့မနေဘူးအမှန်တကယ်လူလားမြောက်နေတဲ့သူတွေကိုစစ်မှုထမ်းခေါ်ဖို့ခွန်နိုင်ခြေရှိတယ်လို့ပြောပါတယ် ီးပါးမှာရောက်ရှိနေတဲ့ရခိုင်လူမျိုးများအနေနဲ့မိမိနေရာကိုပြန်လည်လာရောက်နေထိုင်ပြီးတန်းပြည်တာဝန်တထောင်တနေရာကတာဝန်ထမ်းဆောင်ပေးဖို့နဲ့တန်းပြည်တိဆောင်ရေးမှာပါဝင်ရလို့ကြောင်းအေအေရဲ့ဒုတိယဆေးဦးစီးချုပ်ဒေါက်တာညိုထွန်းအောင်ကပြောပါရယ်အေအေကရခိုင်နယ်စပ်မြို့တွေကိုသိမ်းပြီးရနောက်အေအေရဲ့ဒုတိယဆေးဦးစီးချုပ်ဖြစ်တဲ့ဒေါက်တာညိုထွန်းအောင်ကမကြသေးခင်ကကျင်းပပြုလုပ်ခဲ့တဲ့၎င်းရဲ့မွေးနေ့မှာစစ်မှုထမ်းအခြေအနေနဲ့ပတ်သက်ပြီးပြောကြားခဲ့တာပါရခိုင်ပြည်ပြင်အခုကနယ်စပ်တလျှောက်ကိုသိမ်းထားတယ်ဆိုတော့နယ်စပ်ကကွန်ရီကအရေးတကြီးလိုအပ်နေတယ်ဒါကအမျိုးသားရေးတာဝန်တင်ရဖြစ်တဲ့ဒါကြောင့်တိုက်ပွဲကာလ ထဲမှာမပါခင်တောင်မှတိုက်ပြီးလို့ရထားတဲ့နေရာကိုကာကွယ်ဖို့အတွက်မြို့သားမြို့သမီးတွေကစစ်မှုထမ်းတာဝန်ကိုတည်တရားနဲ့ထမ်းဆောင်ဖို့လိုတယ်ကျွန်တော်တို့မှာစစ်မှုထမ်းဥပဒေကိုအရှင်ကလေးကပြောတယ်ရခိုင်လူမျိုးတွေမှာကစစ်မှုထမ်းဥပဒေဆိုတာစာရဲစာနဲ့မထုတ်ပြန်ခဲ့ပေမဲ့အတိတရားတွေထဲမှာအလိုလျောက်ပါနေတာဖြစ်တယ်လို့အေဒုတိယစေဦးစီးချုပ်ဒေါက်တာညိုထွန်းအောင်ကပြောကြားခဲ့ပါတယ် အရခတ်တက်တော်အင်ကအခုလိုလူငယ်များကိုပြမကိုထွက်ခွာခြင်းတားမြစ်လိုက်ပြီးရဲ့နောက်တချို့ကအဲ့ဒီထုတ်ပြန်ချက်ပေါ်စိုးရိမ်မှုတွေရှိနေကြောင်းမင်းပြဒေသခံအမျိုးသမီးတအုပ်ကပြောကြားခဲ့တယ်လို့ဖော်ပြပါရှိပါရဲ့ရှင်